ွွန်းလောင်းရင်ဘာကြောင့်ဖနက်ချွတ်တာလဲသူများမေးတာတေချာမဖြေတတ်လို့ဝီစီနဲ့ဖြေပေးပါဦးဖရာတဲ့ဖနက်တစ်ခုတည်းချွတ်ရတာမဟုတ်ပါဘူးเนาะခေါင်းပေါင်းလည်းချွတ်ရတယ်တနည်းအုတ်ထုတ်လည်းချွတ်ရပါတယ်ဘာကြောင့်လဲဆိုရင်ယဟန်တွေလိုက်နာရမယ့်သိခိယသိခါပုံတဲမှာဖနက်စီသောပုဂ္ဂိုလ်ဥယျပောင်းသောပုဂ္ဂိုလ်တဏီအုတ်ထုတ်ဆောင်သောပုဂ္ဂိုလ်တွေကို တရားဟောခွင့်မရှိဘူးလို့တားမြစ်ထားတဲ့အတွက်ပဲဖြစ်ပါတယ်။တရားဟောမိမယ်ဆိုရင်အရိယဟန်းမှာအဘတ်တင်ပါတယ်။ဒါကိုသိတဲ့ရှေးဆရာတော်ကြီးများနဲ့လူကြီးသူမတွေကယဟန်းတွေစွန့်ခံကြွလာတဲ့အခါမှာအနည်းငယ်မြတရားစကားပြောခွင့်ရအောင် စွာလောင်းတဲ့သူတွေကိုဖဏတ်ချုပ်ခြင်းဥယျာဉ်ပေါင်းဖြုတ်ခြင်းတွေကိုလှုပ်ခိုင်းခြင်းဖြစ်ပါတယ်။သဘောပေါက်မယ်ထင်ပါတယ်။ ရှင်ဖေရမေလျှောက်ခွင့်ပြုပါဖေရယဟန်ခံတိန်ဝင်တဲ့အခါဆရာတော်ကအသင်ယောက်ျားစစ်သလားကျွေးမီกินသလားမေးပါတယ်ဖေရဒါကြောင့်အကျွေးမှာ9000တထောင်ရောအကျုံးဝင်ပါသလားဖေရတိုင်းပေါ်မှာလဲအချို့ဆဲလီအချောက်တွေယဟန်ခံရှင်ပြုနေတာလဲတွေ့ရပါတယ်ဖေရအဲ့လိုဆိုသူတို့ရော အပြည့်ဖြစ်ပါသလားဖေရတဲ့အကျွေးဆိုတာက9000ပဲဖြစ်ဖြစ်1000ပဲဖြစ်ဖြစ် အကျွေးကအကျွေးပါပဲเนาะ9000တထောင်ဆိုတဲ့ပမာဏဟာ အလွန်နည်းတဲ့ငွေကြေးပမာဏဖြစ်တဲ့အတွက်ဆက်ရတာလည်းလွယ်ကူပါတယ်ဒါကြောင့်အကျွေးဆက်ပြီးမှယဟန်ဝိတ္တာပိုကောင်းပါတယ်เนาะအကျွေးရှိတဲ့ပုဂ္ဂိုလ်တွေယဟန်ခံတဲ့အခါမှာယဟန်မဖြစ်ဘူးတော့မဟုတ်ပါဘူးယဟန်တော့ဖြစ်ပါတယ်သို့တော်လည်းပဲယဟန်ခံပြီးတဲ့ပုဂ္ဂိုလ်မှာဒုက္ခအဘက်သင်ပါတယ်เนาะ အချောက်တွေယဟန်ခံတဲ့နေရာမှာလည်းပဲခန္ဓာကိုယ်ကယောက်ျားစင်စစ်ဧကန်ဖြစ်တယ်ဆိုရင်ယဟန်ခံလို့ရပါတယ်ယဟန်ခံလို့မရတာဟာဥပဒေပြည်တာယဟန်ခံလို့မရတာပါပန်တုပ်၅မျိုးထဲမှာလည်းပဲယဟန်ခံလို့ရတဲ့ပန်တုပ်အမျိုးအစားထဲမှာအချောက်တွေပါပါတယ်ဒါကြောင့်အချောက်တွေဟာယဟန်ခံလို့တဲ့စန္ဒရှိမယ်ဆိုရင်ယောက်ျားစင်စစ်ဧကန်ဖြစ်ပါက ယဟန်ခံလို့ရပါတယ်အရှင်ဖေယယဟန်များတိတ်ခါထတ်တာဘယ်အချိန်ကစခဲ့တာလဲဖေယဖះရှင်လက်ထက်မှာရော ရှိခဲ့ပါသလားဖះတဲ့ဖះရှင်လက်ထက်ကတိခါထက်တာမရှိပါဘူးတိခါထက်ခြင်းကို ပါဠိလိုပူနောပတံပရာလို့ခေါ်ပါတယ်ပူနောပတံပရာကိုတရာနီယခွဲမယ်ဆိုရင်ပူနာကတပုတ်ဥပတံပရာကတပုတ်ဖြစ်ပါတယ် အထိဘယ်ကပုဏတဖန်ထက်ပြီးတော့ဥပတံ္ဗရာ ရဟန်းခံခြင်းဟုအထိဘယ်ရပါတယ်။တမန်ကြောင့်ရပြောရမယ်ဆိုရင်နရပတိစီတုမင်းလက်ထက်က ပေါင်းလောင်းရှင်မဟာကတ္တဗဟာတီဟုကိုကြွရောက်ခဲ့ပါတယ်။တီဟုကိုရောက်တဲ့အခါတီဟုကယဟန်းတွေက သူ့ကိုယဟန်းစစ်မစစ်တန်တရာစကားဆိုလာတဲ့အတွက်နောက်ထပ်တဖန်တိမ်ဝင်ခြင်းကိုအကြောင်းပြုပြီးတိခါထက်ခြင်းကိစ္စပေါ်လာတယ်လို့သိရပါတယ်။ အရှင်ဖေရတန်ခါမရှိရင် သာသနာကွယ်ပြီဆိုတာ ဟုတ်ပါသလားဖေရတန်ခါရှိမှ သာသနာရှိမီဆိုတဲ့တရားနာဘူးလို့ပါဖေရဖြေကြားပေးတော်မူပါဖေရတဲ့မှတ်တာပေါ့နော်သာသနာတော်ဤအသက်သည် ပရိယတိဖြစ်ပါတယ်နှစ်ပေါင်း2000ကျော်တိုင်တိုင်ပရိယတိကိုလက်ဆင့်ကမ်းပြီးတည်ဆောင်လာတာဟာတန်ခါတော်တွေပဲဖြစ်ပါတယ် တန်ဃာတော်တွေမရှိတော့ဘူးဆိုရင် ပရိယတ္တိသာသနာ क्वे ပါပြီပရိယတ္တိသာသနာ क्वे ပြီဆိုရင်လေပฏิပတ္တိဆိုတဲ့ကျင့်စဉ်သာသနာလည်း क्वे ပါပြီပฏิပတ္တိဆိုတဲ့ကျင့်စဉ်သာသနာ क्वे ပြီဆိုရင်ပရိဝေဒဆိုတဲ့မချမ်းသာဖူချမ်းသာအကျိုးတရားတွေလည်းဆုံးရှုံးသွားပါပြီဒါကြောင့်တန်ခါမရှိရင် သာသနာ क्वे မီဆိုတဲ့စကားဟာဒီမေခွန်းရဲ့လူရင်းအတိတ်ပဲက ဘုန်းကြီးယဟန်တွေအင်္ဂလိပ်စာသင်ရင်ငရေကြီးပါသလားလို့မေးတာပါဖះဟောမှာဘုန်းကြီးယဟန်တွေအင်္ဂလိပ်စာသင်ရင်ငရေကြီးတယ်ဆိုတာမရှိပါဘူးဒါကြောင့်သင်ကောင်းပါတယ်ဆရာတော်အရှင်အာဒိစ္စဝန္တလက်ထက်တုန်းကဘုန်းကြီးယဟန်တွေ အနေနဲ့အင်္ဂလိပ်ဘာသာစကားနဲ့အခြားဘာသာန္တရဘာသာရဲ့စကားတို့ကို တင် जा တက်မြောက်တင်တယ်လို့ဆရာတော်အရှင်အာဒိသဝန်သားကရေးသားထုတ်ဖော်ပါတယ်။အဲ့ဒါကိုမကြိုက်တဲ့သူတွေကမကြိုက်ကြပါဘူး။ကန့်ကွက်ကြပါတယ်။ဖျားဖြူဆရာတော်အရှင်ရာဇိန်ဒဆိုလို့ရှိရင်လောကယတာတိဝိနည်းစရာကျမ်းကို ရေးသားပြီးတော့တောင်ကန့်ကွက်ပါသေးတယ်။တကယ်တော့ဘုန်းကြီးရဟန်းတွေအနေဖြင့်ဘာတန်တရစကားရက်များကိုတင် जा တက်မြောက်တင်ပါတယ်။ဘာကြောင့်လဲဆိုရင် သာသနာပြုလုပ်ငန်းကိုလုပ်တဲ့အခါမှာဖျားဟောတရားတော်တွေကိုဘာသာကြားလူမျိုးကြားတွေနားလည်ဖို့အတွက် ဟောပြောပြီးသာသနာပြုဖို့ဖြစ်ပါတယ်။ဦးသေးတို့ဆိုရင် အင်္ဂလိပ်စာမတတ်ပါဘူး။အင်္ဂလိပ်စာမတတ်တဲ့အတွက်မိမိရဲ့မြန်မာဘာသာစကားနဲ့ပဲဟောပြောပြီးသာသနာပြုရပါတယ်။ဒီနေ့ခေတ်တီရဂူဆရာတော်ကြီးပါကျုပ်ဆရာတော်ကြီးစတဲ့ဆရာတော်ကြီးတွေတည်ပင်လျင် ဘာတန္တရစကားရက်တွေကိုသင်ကြားပြီးတော့တရားဟောသာသနာပြုနေတာကိုအားလုံးသိကြမြင်ကြတဲ့အတိုင်းပါပဲ။ဒါကြောင့်ဗုဒ္ဓဘာသာဝင်များအနေဖြင့်ဘုန်းကြီးယဟန်တန်ဃာတွေအင်္ဂလိပ်စာပေသင်တာကို အပြစ်မမြင်ပါနဲ့။ယဟန်တော်များအနေဖြင့်လည်းပဲဘာတန္တရဘာသာရက်စကားများကို သင်ကြားတက်မြောက်ထားသင့်ပါတယ်။ဥမာသာဖျားဟောအဆုံးအမတွေကို ကဘာတိအောင်ဖြန့်ပြီးတော့သာသနာပြုနိုင်မှာဖြစ်ပါတယ်။အရှင်ဖေယခွေးစာကြွေးခြင်းကကုသိုလ်ရပါသလားဖေယ။အချို့လူတွေကြတော့ယူလို့ကြွေးတာလို့ပြောပါတယ်ဖေယတဲ့။ခွေးစာကြွေးတာကိုယူလို့ကြွေးတာလို့ပြောခြင်းဟာဖေယဟောပိဋကတ်ကို မသိလို့ပြောတာပါနော်။ဥပရိပါဏာတပါဠိတော်ဒက္ခိဏဝိပင်ကတော့မှာ အလူကံပုဂ္ဂိုလ်14ယောက်ရှိတဲ့အနက် ထိုအလူကံပုဂ္ဂိုလ်14ယောက်ထဲမှာတရိษံလဲပါတာကြောင့်တရိษံတွေကိုစေတနာတန်တန်ဖြင့်ကျွေးမွေးလှူဒန်းမယ်ဆိုရင်ဘဝတရားအထိချမ်းသာနိုင်ကြောင်းဖះရှင်ဟောကြားထားပါတယ်။ဒါကြောင့်တရိษံဖြစ်တဲ့ခွေးလေးတွေကိုစေတနာတန်တန်ဖြင့်ကျွေးမွေးလှူဒန်းခြင်းဟာကုသိုလ်ရတဲ့အတွက်ဘဝတရားအထိချမ်းသာနိုင်တဲ့အကျိုးကိုရရှိစေပါတယ်။ ဒါကြောင့်ခွေးစာကျွေးတဲ့အလုပ်ကိုအရှင်ဖရာရွာကိုတော့မသိပါဘူးတစ်တော့ပေါ်မှာလူကြောက်လေးကို ရှင်ပြုတ်ပေးကြပါတယ်လူကြောက်ဆိုတာ ရှင်ပြုတ်လို့ရပါသလားဖြေပေးပါဖရာတဲ့အဲ့ဒါသူတို့မသိလို့လုပ်ကြတာနော်လူကြောက်ကရှင်ပြုတ်လို့မရပါဘူးဘာကြောင့်လူကြောက်ကို ရှင်ပြုတ်လို့မရတာလဲဆိုရင်ရှင်ဖြစ်ဖို့အတွက်တရဏဂုံကအဓိကကြပါတယ် ရဏဂုံကိုပြည်ပြင်းအောင်ရွတ်ဆိုနိုင်မှ ရှင်ဖြစ်ပါတယ်။လူကြောက်ဆိုတာကတရဏဂုံကိုရွတ်ဆိုနိုင်တဲ့သူမဟုတ်ပါဘူး။ဒါကြောင့်လူကြောက်တွေကို ရှင်ပြုတ်ပေးလို့မရပါဘူး။